ရုပ်ဆောင်မင်းသမီးပွင့်တဲ့ရှစ်တူတွေဖြစ်နေပြီဖြစ်ကြောင်းအတည်လင်းချက်ပြလာတဲ့ကျော်ထူးလက်တဲ့ဇော်ချိုင်းထဲရုပ်ဆောင်ပွင့်တဲ့ရှစ်တူတွေဖြစ်နေပြီဖြစ်ကြောင်းမီဒီယာအင်တာဗျူးမှာချက်ပြလာတာကတော့မင်းကလေးပရိသတ်တွေရဲ့အသေးကျော်ဇော်ချိုင်းထက်ပဲဖြစ်ပါတယ်။တချို့ကတော့ပွင့်ရဲ့ရှစ်တူဖြစ်နေတဲ့ဇော်ချိုင်းထက်ဟာဝိုင်းရင်ဟာတာတုတ်ဆောင်ကျော်ထူးနဲ့တူနေတယ်ဆိုပြီးပြောကြတာပါ။အထူးသဖြင့်အရင်ကဆိုရုပ်ရှင်တွေဗီဒီယိုတွေထဲမှာပွင့်တဲ့ကျော်ထူးကမကြာခဏတွဲဖက်တရုပ်ဆောင်လေးရှိတာကတကြောင်ဇော်ချိုင်းထက်နှာခေါင်းကကျော်ထူးနှာခေါင်းနဲ့တူနေတာကတကြောင် စော်ဆိုင်ထက်ကိုကြောထူးလက်သက်ဆိုပြီးစနေကြတာပါဘာပဲဖြစ်ဖြစ်ပွင့်တဲ့စော်ဆိုင်ထက်တို့ကတော့မီဒီယာအင်တာဗျူးမှာမြင်မကောင်းအောင်ဖြစ်ဖြစ်နေကြပါပြီဒါကြောင့်အင်တာဗျူးကြည့်တဲ့လူတွေတောင်းဖုံးတန်ပိတ်ကြည့်ရတာပါစော်ဆိုင်ထက်ဆိုတာကတော့လက်ရှိမြန်မာနိုင်ငံရဲ့အလူငယ်အနုပညာရှင်တွေထဲမှာထိတ်တန်းကနေအောင်မြင်မှုရရှိနေသူတို့ဖြစ်ပြီးသူ့ကိုမိန်းကလေးပရိသတ်တွေကတက်တက်လှုပ်အားပေးကြတဲ့မြန်မာပြည်ရဲ့ကိုရီးယားမင်းသား idol တူလို့တောင်းတင်စားကြပါတယ်စော်ချိုင်းထက်ဟာကိုပိုင်တရှင်တွေကာပါတရှင်တွေဒီဆိုရမှာ မိတ္တရာအပေးမှုကိုအခိုင်အမာရရှိထားသူလို့ဇလန်းတွေထဲမှာလည်းရုပ်ဆောင်သူအနေနဲ့သူ့ရဲ့အရေးရှင်ကိုပြသထားသူပါအထူးတပြည့်သောဆိုင်ထက်ကိုမိတ္တတွေပို့ပြီးတည်တည်ထားမိလာစေတာကတော့ဘီယာဇလန်းတွေမှာပါဝင်တရုပ်ဆောင်ရာကနေဖြစ်ပါတယ်အထူးတပြည့်သောဆိုင်ထက်ရဲ့ဗီတာမင်တို့လူဦးရဲ့အသွေးညင်ကြီးတရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကသူတို့လူဦးကိုဗီတာဆိုင်ဆိုပြီးချိန်နေကြတာဖြစ်ကမိန်ကလေးပရိသတ်တွေကတော့တက်တက်လှုပ်ကိုအားပေးကြတာပါ ရပြိဿတွေဟာဇောချအလုံးမင်းရှိခင်ကြပြီးသူကိုထိခိုက်လာမယ်ကိစ္စရတွေမှာလုံးဝမခံမရနိုင်အောင်ကောက်ွယ်ပေးတတ်ကြပါတယ်ဒါကြောင့်လဲဟိုတနေ့ကဇောချိုင်းထက်ကိုမျက်စောင်းထိုးမိတဲ့ခင်ရတနာဆိုးနဲ့သူ့ကိုဝုန်းကဝေဖန်ပြောဆိုခဲ့တဲ့ဆီယမမိနိုင်တို့ကိုဇောချိုင်းထက်ရဲ့ဖန်ခဲတွေကအွန်လိုင်းပေါ်မှာဒေဝုံကြလို့ပွဲဖြစ်ခဲ့သေးတာပါဒါဟာမြန်မာနိုင်ငံမှာဇောချိုင်းထက်ဖန်ပရိတ်တအင်အားမနည်းဘူးဆိုပြီးပြတ်တနေတဲ့တတိတခုပါပဲအခုလိုအခမ်းအနားရည်တည်ပေးနေတဲ့ပရိတ်တတွေရှိနေပြီမဲ့ တချို့ကတော့ပွင့်ရရှိသူဖြစ်နေတဲ့ဇော်ချိုင်းထက်ဟာဝိုင်းဟာတတရုပ်ဆောင်ဥကျော်သူနဲ့ရုပ်ရှင်ဆင်တူနေတယ်ဆိုပြီးပြောဆိုသုံးသပ်မှုတွေပြုလုပ်လာကြပါတယ်အထူးသဖြင့်အရင်ကရုပ်ရှင်တွေဗီဒီယိုတွေထဲမှာပွင့်တဲ့ဥကျော်သူကမကြာခဏတွဲဖက်တရုပ်ဆောင်လေးရှိတာကတကြောင်ဇော်ချိုင်းထက်ရဲ့နှာသာနဲ့နှာခေါင်းပုံစံကဥကျော်သူရဲ့နှာခေါင်းနဲ့တူနေတာကတကြောင်အဲ့ဒီအရှိတွေကြောင့်ဇော်ချိုင်းထက်ကိုကျော်သူလက်တဲ့ဆိုပြီးနောက်ပြောင်ခေါ်နေကြတာပါတချို့ကတော့ဒါဟာဇော်ချိုင်းထက်နဲ့ပတ်သက်ပြီးဆက်ဆက်ထိမခံဖြစ်နေတဲ့ သူ့ရဲ့အမခံပရိသတ်တွေကိုစားနောက်ရှင်တဲ့အတွက်တမင်ပြောဆိုကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဝင်းနဲ့ဇော်ချိုင်းထက်တို့ကတော့မကြသေးခင်ကပြုလုပ်ခဲ့တဲ့မီဒီယာအင်တာဗျူးမှတော့အင်တာဗျူးဖြစ်ရင်တရားနဲ့တရားအတန်မျိုးစုံအတွက်ကြီးနူးပြနေတာတွေအဘွားတွေကစ်တွေနဲ့တက်တက်လှုပ်ပြနေတာတွေကြောင့်ကြီးချူတူတဲ့အတွက်မြင်မကောင်းအောင်ဖြစ်ဖြစ်နေကြပြီးတော့ဝေဖန်မှုတွေလည်းထပ်ပေါ်ခဲ့ပါတယ်။တကယ်တော့ဇော်ချိုင်းထက်ဟာဝင်းနဲ့အတူတူတခြင်း music video တစ်ခုကိုရိုက်ကူးနေကြတာဖြစ်ပြီးအဲ့ဒီ music video အတွက် ကျိုတင် promotion ဆင်တဲ့အနေနဲ့အခုလိုတည်င်းထပေါ်အောင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်ဗီဒီယိုအတွက်ကလည်းဒီကိစ္စကိုမီဒီယာတွေကလည်းဒီကိစ္စကိုပိုပြီးစိတ်ဝင်စားအောင်မေးမြန်းခဲ့ကြတော့လူတွေကြားထဲမှာတကယ်ကြိုက်နေကြပြီးရှစ်တူဖြစ်နေကြပြီးဆိုပြီးပြောဆိုနေကြတာပါဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စဟာလူတွေစီကအတန်းရှင်းချတဲ့အောင်မြင်တဲ့ marketing strategy တခုလိုဆိုနိုင်တယ်လို့ဒေတာတွေကြားမှာလည်းပြောင်းကြတခုဖြစ်ခဲ့တာတော့အမှန်ပါပဲဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရောဇော်ချိုင်းထက်ကို ။ကိုင်းနဲ့တကယ်တော့ရှစ်သူတွေဖြစ်သွားရင်တဘောတူကြပါသလား။ပြီးတော့ဇော်ချိုင်းထက်ကရောတကယ်ပဲလူရှင်တော်ဦးကျော်ထွန်းနဲ့ရုပ်ရှင်ဆွင်တူတယ်လို့ထင်ပါသလားဆိုတာကိုကိုယ့်ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးတော့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။